ဘန်ဂါ73လုံးရှိတဲ့ဒါမဂျီယိုဂိတ်ဆိုရင်ဒါဝင်တိုက်တာနဲ့ဒါထွက်ပြေးတာလေးရှိတယ်တေဆုံးနေတဲ့စစ်ကောင်စီအလောင်း3လုံးလည်းတွေ့ခဲ့တယ်ပေါ့နော်အဲ့တော့ဒီရက်ထဲမှာဒါမြင်းကြံကတပ်ဖွဲ့တွေကတော်တော်လေးကိုဒါနေရာဆုံးတောင်းဆုံကနေလိုက်ပြီးတော့တော်လိုင်းတပ်ဖွဲ့တွေကဒီစစ်ကောင်စီကိုပြင်းနေတာလေးတွေ့ရတယ်အားရစရာလည်းကောင်းတယ်ပေါ့နော် ္လာပါဒီနေ့ကနိုဝင်ဘာလ6ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီနေ့လည်းကျွန်တော်တို့ဒိုင်ဝက်ဖြစ်စဉ်တွေပါမယ်ဒိုင်ဝက်အောင်မြင်မှုဖြစ်စဉ်ဟိုဘက်ကကောင်းနေကြားရင်နာဝင်အောင်မြင်မှုဖြစ်စဉ်တွေပါမယ်ပေါ့နော်တောင်တာမြို့မှာအဲစစ်တပ်ရဲ့ဒါဂိတ်စခန်း3ခုကိုတပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ဟာတွေပါမယ်ပြီးရင်တနင်္လာရီတိုင်းတွေကအကြောင်းအရာလေးပါမယ် အပြီးတော့ဒါပြည်သူ့ရှေ့ဆောင်ပါတီအဲပြီးသုံးလုံးပါတီရပြီးပါပြီကိုစလေတယောက်ရဲ့ဒါရရုံမှာဖြစ်စဉ်လောက်ရတခုလဲပါမယ်ပေါ့နော်အဲ့တော့သတင်းကောင်းနေအများကြီးရှိပါတယ်ပထမဆုံးတော့ကျွန်တော်တို့ဒါတောင်သာမြို့စစ်ကောင်စီစစ်စေးဂိတ်စကန်၃ခုကိုဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ဒါရုပ်သံဗီဒီယိုလဲဒါတပ်ဖွဲ့တွေကထုတ်ပြန်ထားတာဖြစ်တယ်တော်လိုင်းတပ်ဖွဲ့တွေကနိုဝင်ဘာ9ရက်နေ့မှာတောင်သာမြို့ဒါမဂျီယိုဂိတ်ပြီးရင်ဘေဒနိုးတောင်အဲပြီးရင်အဲဇဂျန်းတန်လန်းဂိတ်စကန်နေပေါ့နော်အဲအဲ့စကန်နေကိုတပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ် ဒါပြိုင်နေလို့သာပြောတာပေါ့နော်အဲတချို့ချွတ်ချော်သွားတဲ့ဟာလေးလည်းကျွန်တော်ထည့်ပြောသွားမယ်ပေါ့နော်အဲအဲ့တော့ကျတော့ဒါဒီ၃ခုကိုဒါမြင်းကြံခရိုင်အမှတ်၃တရင်နဲ့ဒါပူပေါင်းတက်ဖွဲ့တွေကဒါပြိုင်နေဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်ဘန်ဂါ73လုံးရှိတဲ့ဒါမဂျီယိုဂိတ်ဆိုရင်ဒါဝင်တိုက်တာနဲ့ဒါထွက်ပြေးတာလေးရှိတယ်တေဆုံးနေတဲ့စစ်ကောင်စီအလောင်း၃လုံးလည်းတွေ့ခဲ့တယ်ပေါ့နော်အဲ့တော့ တိုက်ပွဲဖြစ်စဉ်ပုံစံမျိုးတော့ဖြစ်သွားတယ်ဒါလုံးဝကြီးပြဟိုကောင်တွေကချက်ချင်းလက်ကင်းကြီးထွက်ပြေးသွားတဲ့ပုံစံမျိုးတော့မဟုတ်ဘူးတပ်ဖွဲ့တွေကအထက်တဲ့အထိကိုရောက်ပြီးတော့ဒါဘန်ကာတွေပါသိမ်းစီအဲပြီးရင်ဒါသူတို့ရဲ့အလောင်းတွေခေါင်းတွေပါတက်နေဟောအာရတယ်ဟောအဲ့လိုပုံစံမျိုးတွေလုံးနိုင်ခဲ့တယ်ဒါဂိတ်စကန်တစ်ခုလည်းဖြစ်တယ်ပေါ့နော်စကားစအလောင်းသုံးလုံးရတယ်ဒီဂိတ်စကန်ကိုလည်းဖြည့်ဆည်းနိုင်ခဲ့တယ်အဲ့ရုပ်တံဗီဒီယိုထဲမှာအားလုံးမြင်ရလိမ့်မယ်ပေါ့နော်အာဒီဂိတ်စကန်ကဘယ်လိုပုံစံတိဆောက်ထားသလဲဆိုတဲ့ဟာမျိုးတွေအဓိကဒီဘန်ကာကြီးတွေကိုအခိုင်အမာကွန်ကရစ်ဘန်ကာတွေလှုပ်ထားတယ် ်အသေးအိတ်တွေဘာတွေနဲ့ပတ်ပတ်လဲပေါ့နော်ကာကာယံထားတာတွေရှိတဲ့ဟာနဲ့တို့လုံးဝအဆင်ပြေဆုံးဖြစ်အောင်တို့တို့လှုပ်ထားတယ်ဗျအဲ့တော့ကျွန်တော်ဒါဒီဒီမဂျီယိုကိတ်ကလည်းအဲ့လိုပုံစံမျိုးနဲ့ဒါရခဲ့တာဖြစ်တယ်ပြီးရင်ဘေးတို့တောင်ပေါ်ကဒါဆကားဆာစကန်ကိုလည်းဝင်တိုက်တယ်စစ်ကောင်စီအလုံးထွက်ပြေးတယ်အဲ့ဒီမှာဘန်က73လုံးရှိတယ်71လုံးတိမ့်နိုင်ခဲ့တယ်ဆိုပြီးတော့လည်းသိရတယ်ပေါ့နော်အဲပြီးရင်ဒါစကြန်တန်လန်းဂိတ်ကိုလည်းဝင်တိုက်တယ်အပြန်လန်ပြစ်ခတ်ပြီးတော့တိုက်ပွဲဖြစ်ပါတယ်အဲ့ဒီဂိတ်စကန်ကိုတော့ ဒါသိမ်းဆီးနိုင်ခဲ့ခြင်းမရှိခဲ့ဘူးပေါ့နော်အဲ့တော့ဘင်းဒရုံတောင်ပေါ်စကန်းကဘန်ဂါ73လုံးမှာ71လုံးသိမ်းနိုင်ခဲ့ပြီးတော့ကျန်တဲ့ဘန်ဂါတွေကိုပေါ့နော်ဒါခဲရမ်းမလုံလောက်လို့ဆိုပြီးတော့ပြန်ပြီးတော့ဆုတ်ခွာခဲ့ရတာရှိတယ်ဆိုပြီးတော့သိရတယ်ပေါ့နော်အဲ့တော့တိုက်ပွဲအတွင်းမှာခဲရမ်းမလုံလောက်တဲ့ကိစ္စကတော်တော်တော့ဒါချင်းနေဆိုးတယ်ပေါ့နော်ချင်းနေဆိုးတယ်ဒါမကောင်းဘူးလို့ပြောမှာပေါ့နော်တပ်ဖွဲ့တွေကလည်းတကယ်ပြည့်ပြည့်စုံစုံရမှတိုက်ပွဲဝင်ရမယ်ဟေ့ဆိုရင်လည်းဒါမြေပြင်မှာပေါ့နော်စစ်ကောင်စီကဖိလာတဲ့ကိစ္စမျိုးတွေရှိလာတော့ဘလို့မှအဆင်မပြေနိုင်ဘူးပေါ့နော်အဲ့တော့ ဲလုံလောက်တဲ့ဒါအုပ်ချုပ်ထောက်ပံ့မှုတွေတော့ပို့ပြီးရဖို့အတွက်လိုအပ်လာပြီးဘာလို့လဲဆိုတော့ဒီနေရာတွေကိုတွားပြီးတော့တိုက်ခိုက်တယ်ဆိုရင်အဖွဲတွေကဟိုပြီးစလွယ်ပေါ့နော်အပြစ်မဲ့ခတ်မဲ့ပြင်ပြေးမယ်ပြင်ပြန်လာမယ်လုံကြုံတဲ့နေရာကိုသွားမယ်ဆိုတဲ့ပုံစံမျိုးမဟုတ်တော့ဘဲနဲ့တိမ့်ပိုက်နိုင်ဖို့အထိပါသူတို့ရည်ရွယ်ပြီးသွားကြတယ်ဒါပေမဲ့သူတို့ရဲ့စိတ်ထဲမှာဘလိုတောင်တွေးနေရမလဲဆိုတော့မတို့မှာဒီခဲရှိရဲ့တိမ့်နိုင်လောက်လားအဆင်ပြေပါမလားရနိုင်လောက်လားဟာရနိုင်လောက်တဲ့ဟာဟိုဘက်ဒီဘက်လွန်ဆွဲပြီးတော့ဒီလိုပုံစံမျိုးနဲ့ဒါသွားတိုက်ရတဲ့တိုက်ပွဲတွေဖြစ်ဖို့များတယ်ပေါ့နော်အဲ့တော့တပ်ဖွဲ့တွေလည်း ကြောက်ကြရတယ်ဗျာပူပန်ရတယ်ဗျာဟာလုံနေနေမြာဒါခေရန်မလုံလောက်မှုဖြစ်သွားရင်ဘယ်လိုလုပ်မလဲဆိုတော့ပုံစံမျိုးတွေတွေးနေရတာရှိကောင်းရှိမှာပေါ့နော်အဲ့တော့ဒီဥစ္စာကတော်တော်လေးဒါလိုအပ်ချက်များလာတဲ့ပုံစံမျိုးတော့မြင်ရတယ်အဲ့အပိုင်းဒီမှာဝိုင်းပြီးတော့ကူညီပေးကြစေခြင်း ਨੇ အဲတပ်ဖွဲ့တွေကအခုလောက်တာလုံးဝပြီးစလဲပုံစံမျိုးမဟုတ်ဘူးဗျာတကယ်ကိုဒါရင်ဆိုင်ပြီးတော့တိုင်မယ်ပြီးရင်သိမ်းပြမယ်ပေါ့နော်ပြီးရင်ဒါလက်နက်ခဲရရင်ယူခါခဲ့မယ်ဆိုတော့ပုံစံမျိုးနဲ့သွားတာဖြစ်ချင်တော့ဟိုဘက်ကတကောင်သားတွေကလည်း လာတာနဲ့ကိုပြေးနေတော့ဘာမှမရဘူးဖြစ်အဲ့အဲ့လိုဖြစ်နေအခုရက်ထဲမှာကြည့်ကြည့်လိုက်အဲ့လိုပုံစံတွေကပုံများနေရပါတော့စစ်ကောင်စီဘက်ကကောင်တွေကပြေးဖို့အတွက်ပဲတားဆူနေဒီကောင်တွေတခါလဲစီမံချက်ကြိုဆွဲထားလားအရှိတ်ဘက်ကတိုက်ရင်အနောက်ဘက်ကိုပြေးမယ်အနောက်ဘက်ကတိုက်ရင်အရှိတ်ဘက်ကိုပြေးမယ်ပြင်ဘယ်နေရာမှာပြန်ဆုံမယ်ဘယ်ကိုသွားမယ်အဲ့လိုပုံစံမျိုးများရည်ရထားသလားမသိဘူးပါတော့အခုသွားတိုက်လိုက်တယ်ဆိုရင်ဒါပြေးကြည့်ပဲပြေးနေကြပါတော့အဲ့တော့ဒီဗီဒီယိုဖိုင်ထဲမှာလည်းအလုံးတွေ့ရလိမ့်မယ်စစ်ကောင်စီပြင်ဆင်ထားတဲ့ပုံစံမျိုးကအခိုင်အမာပုံစံမျိုး ဘန်ကာကုန်ကိဘန်ကာတွေရှိတယ်ပြီးရင်တဲအီတီနဲ့ပတ်ပတ်လဲကာထားတဲ့ဘန်ကာတွေရှိတယ်အပေါ်ကမိုးကာပညာဆိုတာတော့ဒါမိုးရင်းမို့လို့သူတို့ကာထားမျိုးဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့ဒါပတ်ပတ်လဲပုံစံမျိုးတော့ကာထားတယ်ပြီးရင်ဘန်ကာရဲ့တစ်ခုနဲ့တစ်ခုစိညာပဲလှုပ်ထားတဲ့ပုံစံကြီးရတယ်သူကဂိတ်စကန်လို့သာပြောတာဗျပတ်လဲခန်းစစ်စင်ထားတဲ့ခန်းစစ်စကန်ပုံစံမျိုးအဆင့်ရှိတယ်ဆက်တဲ့မျောင်းနေကအဆရှိတယ်ဗောနော်အဲကြအဲ့လိုပုံစံမျိုးနဲ့လှုပ်ထားတဲ့နေရာတစ်ခုကိုဝင်ပြီးတော့တိုက်ခိုက်ချင်မုန်းနိုင်ခဲ့တာကလည်းအားရစရာကောင်းတယ်ဒါပေမဲ့စစ်ကောင်စီဘက်ကကောင်တွေကိုတစ်ချက်ပြန်ကြည့်ကြည့်ရခါကျတော့ ပြောရမယ်ဆိုရင်ဒီလောက်ထိသူတို့တေချာပြင်ဆင်ထားပါတယ်ဆိုတော့ဘန်ကအကောင်းကြီးတွေပေါ့နော်ဘန်ကအကျန်းစားကြီးတွေပေါ့နော်အဲ့လိုဟာတွေရှိရတဲ့တောင်မှပဲထွက်ပြေးတဲ့ပုံစံမျိုးတွေမြင်နေရတယ်စိတ်သက်တွေဘလောက်တောင်မှပြက်ပြားနေပြီလဲဆိုတဲ့ဟာပါဗျာအဲပြီးတော့ကျတော့ဒါသူတို့ဘန်ကဆောက်တဲ့ပုံစံဗျာလူအယောက်စီရှိတဲ့အတိုင်းကိုဘန်ကဆောက်ထားသလားမပြောတတ်ဘူးပေါ့နော်အဲဘန်က2ယောက်ဘန်က3ယောက်ဘန်ကဒါမျိုးပုံစံမျိုးမဟုတ်ဘဲနဲ့ လုံးဝဗျာအဲ့စကန်ရဲ့လိုအပ်ချက်ရမဟုတ်ဘဲနဲ့လူရောက်ရှိဘန်ကာထဲမှာဝင်ပြီးတော့နေနိုင်ရမယ်ဆိုတဲ့ပုံစံမျိုးနဲ့စောက်ထားတဲ့ဟာတော့တွေ့ရတယ်ဗျာအဲ့ကြတော်တော်လေးတော့သူတို့ပြင်ဆင်ထားတယ်ဒါပေမဲ့တပ်ဖွဲ့တွေရဲ့တိုက်ဆွမ်းရင်သူတို့မရှင်းနိုင်ဘူးပြီးရင်ဟိုဘက်ကဒီစစ်ကောင်စီဘက်ကကောင်တွေက စိတ်တက်တွေကြာဆင်းနေတာရှိမယ်တိုက်ဆွဲရင်မရှိဘူးအဲတခုခုဆိုရနဲ့သူတို့ကိုဘယ်သူမှလာမကယ်ဘူးဆိုတာသိတဲ့အတိုင်းပဲပြေးကြမယ်ဆိုတဲ့စိတ်မျိုးတွေကပုံများနေတယ်ပေါ့နော်အဲပထမဒါမ GIO case scan တဲ့ကိုဝင်ပြီးရှင်းတဲ့အခါမှာ video file ထဲမှာတွေ့ရလိမ့်မယ်ဒါစစ်ကောင်စီဒါမှောက်ရလေတည်နေတဲ့ဟာပေါ့နော်သူတို့မှကြီးကအင်ကြီးဘာညာအကုန်ပါတယ်ဗျဒါမဲ့တည်နေတယ်ပေါ့နော်အဲ့မှာခေါင်းလေးပါတက်နေအဲဒီမှာစစ်ကွေးတည်ရဲဆိုတာဒါမျိုးလားဘာလားညာလားနဲ့အဲလိုမျိုးတွေအစားတပ်ဖွဲ့တွေကဖုတ်တယ်ပေါ့နော်ပြီးရင်အဲ့မှာတပ်ဖွဲ့တွေ တန်းပြီးတော့မေးတာဗာလဲဆိုတာအဲ့ကောင်အလက်ပါလားအလက်ပါလားတဲ့ရကျင်တာဗျာရကျင်တာအဲ့ကောင်အလက်ပါလားတန်းမေးတာဗောနော်အဲ့ဟိုကောင်ပေါ့ရကြီးဘာမှမပါဘူးနော်အဲ့တော့ဒီလိုမျိုးပြန်ခံပြစ်လို့တည်တဲ့ကောင်တွေအတွက်ကတော့မတနာဘူးဗောနော်ဒီအပိုင်းနဲ့ပါဒါမြင်းကြံဒါတိုက်ခိုက်ရေးအဖွဲ့တွေကတော်တော်လေးကိုကြမ်းကြမ်းနဲ့နဲ့ဆော်နေတာတွေတွေ့ရတယ်ပျောက်ကြားပုံစံမျိုးကိုစနစ်တကျ ဖော်ဆောင်နေတာတွေနေရာစုံကနေတိုက်ပွဲဝင်နေတာတွေတွေ့ရတယ်အဲအောင်ပွဲပြီးသွားတဲ့ခါမှာလည်းအမေဆောင်းပေါကြီးနဲ့ကာနေကာနေအဲဘာဖြစ်တယ်ဂျာဖြစ်တယ်အဲအော်စုပြဲပြီးတော့ဗောနော် တကယ်အာပတရပုံစံမျိုးလည်းမြင်ရတယ်ပြီးအဲ့မှာပြောစရာတခုရှိတာကဗောနော်ခုနဒီနောက်ဆုံးနောက်ဆုံးဒီစကြမ်းတန်လန်းဂိတ်ဗောနော်အဲ့ဂိတ်စကမ်းကကြတော့အပြန်လန်ပြစ်ခတ်မှုဖြစ်သွားတယ်အလစ်ငိုက်မရလိုက်ဘူးပြောချင်တာကျောင်းတက်ဖွဲ့တွေတပြိုင်နဲ့တိုက်ဖို့တော့သွားတယ်ဒါပေမဲ့အဲအချိန်ကြီးကြောင်းကြောင်းကြလည်းဖြစ်ဖြစ်ကောင်းဖြစ်မှာပေါ့နော်စီစဉ်ထားတဲ့စီမံချက်အတိုင်းမဖြစ်တဲ့ပုံစံမျိုးလည်း တတွေ့ရတယ်ဘာလို့လဲဆိုတော့ဒါနေရာယူထားပြီးပြီအကုန်အသင့်ဖြစ်ပြီဆိုတဲ့အကြောင်းဒါတထွက်နဲ့တဖွဲ့ချိတ်ဆက်ပြီးတော့တေချာပေါက်ပြောမှာပဲဒါပေမဲ့တမျိုးမျိုးကြောင့်မလို့ပေါ့နော်ဒါစပြီးရောជីဖောက်လိုက်တဲ့ပုံစံမျိုးတော့ဖြစ်သွားလိမ့်မယ်အဲ့လိုជីဖောက်လိုက်တာနဲ့အရှိတ်ကနေဖောက်တယ်ကြားလိုက်တာနဲ့သူကဒီဒီកောင်တွေကပေါ့နော်ဒီနောက်ဆုံးကြံခဲ့တဲ့ကေစကန်းကဒါစကြန်းတန်လန်းကိတ်ကသူကအကုန်လုံးနေရာဝင်ယူလိုက်တဲ့အဆင့်မျိုးဖြစ်သွားဖြစ်သွားတော့အပြန်လန်တိုက်ပွဲဖြစ်ခဲ့မှုဖြစ်သွားတယ်ပြီးရတဲ့အဲ့စကန်းကိုသိမ့်ပတ်ရရှိခြင်းမရှိခဲ့ဘူးပေါ့ဗျာ ဟိုဆိုကျွန်တော်တို့အသင့်ပြင်ဆင်ခြင်းရသွားတယ်ပေါ့နော်အသင့်အနေထားနဲ့ဝင်ရောက်နေရာယူပြီးတော့တိုက်ခိုက်ခြင်းရသွားတယ်တပ်ဖွဲ့တွေဘက်ကဒါအလင်းငိုက်ပုံစံမျိုးဒါမလုံနိုင်ခဲ့ဘူးဖြစ်သွားတယ်ပေါ့နော်အမှန်တော့၃ခုလုံးကိုတပြိုင်တည်းတိုက်မယ်ဆိုပြီးတော့လုတာပဲဒါပေမဲ့အဲ့လိုပုံစံမျိုးမဖြစ်ခဲ့ဘူးဒါကလည်းနောက်ပွဲတွေကျရင်ကျွန်တော်တို့တပ်ဖွဲ့တွေကသင်ခန်းစာဖုံးထုတ်ပြီးတော့လုဆောင်အောင်မယ့်အရာဖြစ်တယ်အဓိကတော့မအားတို့ဘယ်နောက်မှမှားခဲ့တယ်လဲဘယ်နောက်မှလွဲခဲ့တယ်လဲဘယ်နောက်မှလိုအပ်သွားတာလဲအဲဒါမှမဟုတ်လဲအဲ့ အဲဆိုတာကသူတို့ဝင်လာတာကိုမြင်လို့ဟိုကောင်တွေကပြေးသွားလို့အချင်းချင်းဆက်သွယ်ရသွားတာလားအဲဒါမျိုးဆိုရင်လည်းငါတို့ဘလို့ပုံစံမျိုးနောက်ပွဲကျရင်ပြင်ဆင်ရမလဲဆိုတဲ့ vibe တွေကလည်းဒါဖော်ထုတ်ကြဖို့ရေးကြည့်တယ်ဗောနော်အမှန်ဆိုရင်တော့သုံးခုလုံးရလိုက်ရပါဗောနော်အဲပြီးရင်အဲ့တဖက်ကကောင်တွေပြောကြမင်းတို့ line မပြေးကြပါနဲ့လက်နဲ့ချပါအညံ့ခံပါဗောနော်အဲအဲ့ဆိုရင်ဒါမင်းတို့ဒါအသက်ရှူချောင်းမယ်အသက်ရှင်တန်ခွင့်ရမယ်ပြီးရင်ခုလိုမျိုးထွက်ပြေးသွားတယ်ရေးယူခံရမယ်ပြီးရင်ပြန်ပို့ခံရမယ် ပြီးရနဲ့ဒီတိုက်ပွဲနေမြေတွေပဲပြန်ရောက်လာအောင်ပါဗောနော်အဲဒါကြောင့်အဲ့လိုဟိုတန်တရာလဲနေမဲ့အစားတပ်ဖွဲ့အစီမှာလက်နက်ချလိုက်အဲ့ဒါအကောင်းဆုံးပဲတပ်ဖွဲ့တွေကလည်းအဲ့လိုပဲဖြစ်စေချင်ပါလေဗောနော်အဲ့တော့ခံပြီးပြတဲ့ကောင်တွေကတော့ခုနလိုပဲမှောက်ရလေးပဲဖြစ်မှာပဲဗောနော်အဲ့တော့ဒီရက်ထဲမှာဒါမြင်းကြံကတပ်ဖွဲ့တွေကတော်တော်လေးကိုဒါနေရာဆုံးတောင်းဆုံးကနေလိုက်ပြီးတော့တော်လိုင်းတက်ဖွဲ့တွေကဒီစစ်ကောင်စီကိုပြင်းနေတာတွေတွေ့ရတယ်အားရစရာလည်းကောင်းတယ်ဗောနော်အဲ့တော့ဒီတရုတ်ရဲ့ဖိအားကြောင့်မလို့ဒါ TNL တို့ MNDA တို့ဒါစစ်အရှိန်လျှော့သွားတဲ့အချိန်မှာ ဒါအညာကဒီတော်လိုင်းတက်ဖွဲ့တွေကပေါ့နော်တက်တွေကနေပြီးတော့ဒါပျောက်ကြားစနစ်ကိုကောင်းကောင်းပုံဖော်ပြီးတော့နေရာစုံကနေတိုက်ပွဲဝင်နေတာတွေကအားရစရာကောင်းတယ်ဒါစနစ်ကြစူပေါင်းပြီးတော့လှုပ်ဆောင်နေတယ်ဆိုတဲ့ပုံစံမျိုးမြင်ရပြားကြည့်လိုက်မြင်းညံခရိုင်အမှတ်ဘလောက်တရင်မြင်းညံခရိုင်အမှတ်ဘလောက်တရင်လုံးဝတရင်နေတော့မတူဘူးဒါပေမဲ့တိုက်တဲ့နေရာတွေလည်းမတူဘူးတိုက်နေတာတွေတော့တူတယ်ဗျာအဲ့ပုံစံမျိုးဒါပျောက်ကြားပုံစံမျိုးနဲ့လှုပ်ဆောင်နေရာရှိတယ်ဒါလည်းအားရစရာကောင်းတယ်ပေါ့နော်ပြောဒီတောင်သားတို့ဘာလို့ဆိုတာကဒါကြမ်းဖို့ကဒါဥအောင်တောင်းနေပေါ့နော်အဲ့တော့ရွေးကောက်ပွဲအတွက်သူတို့ဖီအားတွေပို့ပြီးတော့များလာနိုင်ခြင်းရှိတယ် အခုလိုမျိုးတောက်လျှောက်တိုက်ခိုက်ခံနေရတာကသူတို့ကို CFP ရပေးတဲ့အပြင်ပေါ့နော်နိုင်ငံရေးဖိအားပါထပ်ပြီးတော့ပေးနိုင်တာ ਨੇ တူတူပဲအဲအကြောင်းမလို့ဒီခါမျိုးတွေဖြစ်လာပြီဆိုတဲ့အချိန်မှာသူတို့ဘက်ကလည်းတေချာပေါက်တော့ပြန်ပြီးတော့တံပြန်တုံပြန်တာတွေရှိလာလိမ့်မယ်အဓိကတော့အခုနောက်ပိုင်းမှာရက်ဘက်ကိုဒါပို့ပြီးတော့ပြစ်မှတ်ထားနေတာဖြစ်တဲ့အတွက်ပေါ့နော်အရသားပြည်သူကိုပြစ်မှတ်ထားနေတာဖြစ်တဲ့အတွက် ည်သူတွေကပို့ပြီးတော့ view site တင်ပါတယ်နောက်တစ်ခုကတောင်ကြီးအဖြစ်စဉ်လည်းပြောရမှာဗျအဲ့ဒါမရိုင်းလို့ပြောတာဘူးနော်နိုဝင်ဘာ9ရက်နေ့ဒါည4ရက်နေ့ညတကောင်ပေါ့နော်9ရက်နေ့မနက်အစောပိုင်းပေါ့နော်နှစ်နာရီလောက်ဆိုတော့အဲ့လိုအချိန်မှာဒါကြက်လာခိုးတာပေါ့နော်ကြက်လာခိုးတဲ့လွတ်တော်ကိုယ်စလေလောင်းတဲ့သူ့သားကကြက်လာခိုးတဲ့သူကိုဝိုင်းပြီးတော့ရိုက်တက်ပြစ်တာတော်တော်မရိုင်းနေပါတော့အဲ့ဒါပြည်သူရှေ့ဆောင်ပါတီပြီးသုံးလုံးပါတီရဲ့ဒါလွတ်တော်ကိုယ်စားလှယ်လောင်းဆိုပြီးတော့တည်ရတယ်ဆိုင်းရွှေထီးပေါ့နော်ဒါပြည်သူရှေ့ဆောင်ပါတီကအဲ့ကောင်ကဒါ မမရိုင်းနဲ့ခုနလိုပေါ့ဗျာဒါကြက်လာခိုးတဲ့ဒီလိုညမျိုးဆိုတဲ့ဟာကအားလုံးသိပါတယ်ဒီတခိုးကြီးညတခိုးကြီးညနဲ့လည်းပြောကြရရှိအောင်ပြီးရင်အဲ့လိုမျိုးအပျော်တန်းပုံစံမျိုးလေးပေါ့ဗျာကြက်ခိုးတယ်အာချို့ဆိုလည်းပြန်ပြီးတော့တောင်းပန်ကြရရှိတယ်ဒါဟာလည်းရိုးရာတစ်ခုအနေနဲ့ဖြစ်နေရပါတော့ပွဲတော်တစ်ခုအနေနဲ့ဖြစ်တယ်အစင်လာတစ်ခုအနေနဲ့ဖြစ်နေရပါတော့အဲ့ကြတော့အဲ့လိုမျိုးပုံစံမျိုးနဲ့လာလောက်ပါလေဆိုတဲ့ဟာကိုဒီလောက်ကြီးထိလှုပ်ရှားလို့သလားကျွန်တော်ပြောတာလှုပ်ရှားလို့သလားအာထားဗျာကျွန်တော်ပြောတာဒါ ရိုက်နှက်တယ်ဆိုတဲ့ကတေလောက်အောင်အထိကိုအချိန်ချင်းခါခါရိုက်နှက်ပြလို့တည်သွားတာတစ်ချက်နှစ်ချက်တည်းမဟုတ်ဘူးဗျအဲ့လိုဝိုင်းပြီးတော့ရိုက်ပြတဲ့ပုံစံမျိုးနဲ့ကြောင့်မလို့အခုလိုမျိုးတည်သွားတာပေါ့နော်အဲ့တော့အဲ့လောက်စင့်အထိကိုလှုပ် ပြရတယ်ဆိုတဲ့ကတော်တော်ကိုမရိုင်းလို့ဗျတည်တည်နဲ့ကိုလှုပ်ပြတာပေါ့ဗျတည်ချင်းတည်ပါစေဆိုတဲ့စိတ်မျိုးနဲ့ပေါ့နော်အဲ့ကြတော့ဟိုခိုးရကောင်းလားဆိုပြီးတော့လှုပ်တာပေါ့အဲ့တော့တော်တော်လေးကိုမရိုင်းတဲ့ဟာပေါ့နော်အဲ့ဟာဘာဘာပူဆိုးသွားလဲဆိုတော့ဒါက तू ကလွတ်တော်ကိုစလေလောက်ဒါက तू ကလွတ်တော်တွေကိုဝင်ပြီးတော့ပြိုင်ပါနေရာရအောင်ဝင်ပြီးတော့ပြိုင်မဲ့កောင်မျိုးပေါ့နော်အဲ့កောင်នេះဒါနေရာရသွားရင်ပြည်သူရဲ့ ဟိုကဒါပို့ပြီးတော့ဆိုးဖို့ပဲရှိတယ်ဗောနော်အဲဒီလိုမျိုးလက်လွတ်စပယ်ကြီးနဲ့စဉ်းစားတွေးတောညံမရှိဘဲနဲ့မမရရင်ဆုဆုပဲပဲလုံနေတဲ့ဟာကြီးကတော်တော်ယွန်စရာကောင်းတယ်ဗောနော်အဲ့တော့အဲ့ကောင်ကြီးကဒါပြောရမယ်ဆိုရင်အာနာပါဝါတောင်မရသေးဘူးအခုလိုမျိုးဗောနော်မစဉ်းစားမစဉ်းကျင်ဘဲနဲ့မမရရင်လုံတွေကိုလုံတယ်အဲပြည်သူတယောက်တည်ဝါအောင်ထီကိုမရိုင်းဆုပ်ပဲ့တယ်ဗောနော်အဲ့တော့အဲ့လိုကောင်မျိုးတွေအခုလိုမျိုးစောစီးစီးနဲ့ထောင်လန်းဆန်ရတာလဲကောင်းတော့ကောင်းတာပဲဗောနော် နောက်ပိုင်းတော်လိုင်းအောင်မြင်ပြီးသွားလို့ဒီထောင်ငါးတွေဖွင့်တဲ့ခါကျရင်အကောင်တွေတက်တက်ပြန်ထားခဲ့ရမှာသိလားအကောင်တွေတော်တော်မှရိုင်းနေကောင်တွေအဲအဲ့လိုမျိုးပုံစံမျိုးတော့ဒါတွေ့ရတယ်ဗောနောအဓိကတော့ဒီဒီသူတို့တွေအခုမဲဆွဲတာတွေစီယုံတာတွေဗဇက်ကနေပြီးတော့ပုံစံမျိုးစုံနဲ့ရှောက်ပြောနေကြတာရှိတယ်ဘာလုပ်ပေးမယ်ညာလုပ်ပေးမယ်လျှက်စစ်မိတွယ်ပေးမယ်အာလန်ခင်းပေးမယ်ဘာညာလို့ပြီးရင်အဲဥစ္စာ ပြည်သူကပဲအမှအိတ်ဆိုင်ပြီးလောက်ရတယ်အဲတဲ့အင်ကိုဘလောက်ဘလောက်ဘလောက်ဆိုတဲ့ပုံစံမျိုးနဲ့ကိုယ့်ရဲ့ကိုယ်တိတာဖွံ့ဖြိုးဖို့အတွက်ကိုကိုကိုတိုင်ကပဲပြန်ပြီးတော့လှုပ်ဆောင်နေရတဲ့ဘိုင်းနေမြင်တွေ့နေရတယ်ပေါ့နော်အဓိကကြေနက်လို့မဟုတ်ဘဲနဲ့မကြေမနက်နဲ့ပေးရတာလေဆိုပို့ဆိုးအဲ့လိုပုံစံမျိုးပဲပေါ့နော် မနိုင်ခင်ကတော့ပြောတယ်ရှုံရှုံဝင်အောင်ပြောတယ်အနိုင်ဝိုင်းဆိုတဲ့အချိန်ကျတော့ပြည်သူလှည့်တော်မကြည့်ဘူးဆိုတော့ကောင်းနေကအများကြီးပဲပေါ့နော်အဲ့တော့အခုလက်ရှိသူတို့လုံးမဲ့ရွေးကောက်ပွဲဆိုတာအတုယောင်ရွေးကောက်ပွဲဖြစ်တယ်အဲ့လိုရွေးကောက်ပွဲမှာဝင်ပြိုင်မဲ့ကောင်းနေကလည်းပြည်သူကိုလိန်ညာနေတဲ့ကောင်းနေဖြစ်တယ်အခုဒီဖြည့်စင်ဖြည့်ရဆိုတာကလည်းရုတ်တော်ကိုယ်စလေလောင်းလုံးမဲ့ကောင်းတယောက်ရဲ့စိတ်သက်ကိုဖော်ပြနေရတဲ့အတူတူပဲပေါ့နော်အဲ့တော့ဟုတ်တယ်ဒါပါတီဥက္ကဋ္ဌဆိုတဲ့ဟာကလည်းတည့်ရတိုင်းမှာအကျွေးတော်မပေးနိုင်တဲ့ဟာပေါ့နော်ဟိုကဖော်ပြီးဆိုတဲ့ခါကျမှဒါတွားပြီးတော့အကျွေး ်ဟိုမဖြစ်စလောက်လေးသွားပြီးတော့ပြန်ဆက်တာမျိုးတွေပါရင်ねအမ်လူကြားကောင်ပြန်ဖြေထားတဲ့ interview တွေလည်းတွေ့ပါလိမ့်မယ်ပေါ့နော်အတိကတော့ဒါနှလို့အတနာခံစားတင်ထားတဲ့တဲကပေါ့နော်ဒါကိုယ်စလေလောက်အနေနဲ့ပေါ့နော်တယောက်တည်းပဲဝင်ခွင့်ရမယ်ဆိုရင်တော့မအဲ့တယောက်ကကျမဖြစ်ပါစေလို့မျှော်လင့်ပါတယ်တို့ပါတော့တော်တော်လေးကိုယွန်စရာကောင်းတဲ့ဟာမကြီးနော်အဲ့ကြအဲ့လိုမျိုးဒါဖြစ်စဉ်ဆိုတဲ့ခါကလည်းသူတို့ရဲ့လုံရက်တွေနဲ့သူတို့ရဲ့အပြောဆိုတွေနဲ့တလွဲစီတခြားစီဆိုတဲ့ဟာကိုထပ်ပြီးတော့ပြသလိုက်တာနဲ့အတူတူပဲပေါ့နော် နောက်တစ်ခုကစတောင်စတောင်မှာဒါအင်အား100ပါတဲ့စစ်ကောင်စီစစ်ကြောင်းကိုဒါအော်ရဝါ20ရက်နေ့ကအသင့်စောင့်ကြည့်ပြီးတော့တိုက်ခိုက်နိုင်ခဲ့လို့10ဦးသေတယ်လက်နက်ခဲယမ်းတွေရတယ်တပ်ဖွဲ့တွေအထိကိမရှိဘဲနဲ့ဒါဆုတ်ခွာနိုင်ခဲ့တယ်အဲ့တိုက်ပွဲကိုဒါဗိုလ်ချားရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရွှေဘိုခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝက်လက်နဲ့စကိုင်းနဲ့မဟာမိတ်ညီနောင်တွေကအဲ့နယ်တွေမှာရှိတဲ့မဟာမိတ်ညီနောင်တွေကပူးပေါင်းပြီးတော့တိုက်ခိုက်နိုင်ခဲ့တာဖြစ်တယ်ပေါ့နော် အဲ့တော့အင်အား100ပါတယ်ဆိုတော့ကောင်လည်းဘင်းခံရတာပဲ200ပါတယ်ဆိုတော့ကောင်လည်းဘင်းခံရတာပဲသေးလိုက်ပြီးဟိဆိုရင်လည်းအနည်းဆုံး10ခန်းနဲ့အဲ့ဒါကအားရစရာကောင်းတယ်ပေါ့နော်ပြီးတော့ကျသူတို့ဘယ်ကိုပဲတွားတွားဘာကိုပဲလှုပ်လှုပ်သူတို့ရဲ့လှုပ်ရှားမှုအကုန်လုံးကိုတော်လိုင်းတပ်ဖွဲ့တွေကရရှိပြီးတော့စောင့်ကြိုတိုက်ခိုက်နိုင်ခဲ့တဲ့ဟာကဒါလူလူရဲ့ထောက်ခံမှုပဲဖြစ်တယ်ပေါ့နော်အဲ့လူလူထောက်ခံမှုမရှိဘူးဆိုတော့ကောင်တွေကတော့ဘယ်နေရာတွားတွားဘေးတွေ့နေမှာပဲအဲ့တော်လိုင်းတပ်ဖွဲ့တွေကလည်းအခုလိုအောင်မြင်မှုတွေရနေမှာပဲ ညနေခင်းရမ်းဆိုတာဒါချိန်တိုင်စစ်ကောင်စီကလာပေးလိမ့်မယ်ပေါ့နော်အဲအဲ့လိုမျိုးပုံစံမျိုးကိုဖြစ်နေတဲ့အနေထားတကယ်ဘဲတော်တော်ဘေးတွေ့နေတာအခုလည်းဘေးတွေ့သေးတယ်အဲ့ဒါဘာလဲဆိုအရက်ထွက်ဝင်နေတေဝါးတဲ့ကောင်တွေရှိတယ်ပေါ့နော်အရက်ထွက်ဝင်နေဒါစစ်ကောင်စီစစ်သား၃ဦးကိုစောင့်ကြည့်ပြီးတိုက်ခိုက်တာဒါနိုဝင်ဘာ၄ရက်နေ့ကမြင်းညံခရိုင်ဟာမြင်းညံမြင်းညံလာပြန်ပြီပေါ့နော်ငစုံမျိုးနဲ့ဒါမျိုးသားရွာမှာဖြစ်သွားတာပေါ့နော်အဲ့မှာဒါဒီဒီရက်တော့ဝယ်တာပေါ့နော်၃កောင်ရက်တော့ဝယ်တဲ့ချိန်မှာတပ်ဖွဲ့တွေကမီတာ20လောက်အထိကိုကတ်ပြီးတော့စောင့်ကြိုပြီးတော့ လောကအခြေအနေကြည့်ရပိုင်ပြီဆိုမှဆော်တာဗောနော်အဲ့မှာနှစ်ကောင်တည်တယ်တကောင်ကတော့ဒဏ်ရာနဲ့ထွက်ပြေးလွတ်မြောက်သွားတယ်ဆိုပြီးတော့တိရအဲ့တော့ဘဲသွားသွားဘေးတည်တယ်ဆိုတော့အဲ့ဒါပြောတာရက်သွားဝယ်လဲဘေးတည်တယ်ဒီကောင်နေပြီးရင်အဲ့ထဲမှာချစ်စရာကောင်းတဲ့ဟာကျွန်တော်ကြားလိုက်တာဗောသတိထားလိုက်မိတာဗာလဲဆိုတော့ဒီဗီဒီယိုဖိုင်ထဲမှာဗောနော်ဟာနေုံနေုံနဲ့ဒါပြည်သူတွေများနေလို့နေုံဆိုပြီးတော့တားနေတဲ့ဟာလေးကြားလိုက်တယ်ဗောနော်အကောင်လုံးရဲ့စိတ်ထဲမှာဗျာဒီအလုပ်တွေကိုသူတို့လုပ်နေရတယ်ဒါပြည်သူအတွက်ဆိုတဲ့ဟာကိုဒါသူတို့နှလုံးသွင်းထားတယ်ဗောနော် အအမြဲတမ်းဥထိပ်ထားတယ်ပြီးတော့ကိုဦးစားပေးတယ်ပြီးတော့ပြီးသူမထိကိုက်အောင်ပဲအရင်ဆုံးစဉ်းစားအဲ့လိုမျိုးစဉ်းစားလို့မလုပ်ခဲ့ရတဲ့စစ်စင်ရေးတွေရှိတယ်ဆိုပြီးတော့လည်းဒါကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့နဲ့ပြောရတဲ့ခါတိုင်းမှာသိရတယ်ပေါ့နော်ကျွန်တော်တို့အဲ့တုန်းကပြဘလို့စီစဉ်ခဲ့တာဘလို့အပိုင်ပြောထားတဲ့အတိုင်းသိတဲ့အတိုင်းတကယ်ကျွန်တော်တို့စုံစမ်းသိရှိရတဲ့အတိုင်းပဲအဲ့ကောင်တွေလည်းလာတယ်အာသူတို့ရဲ့ခေါင်းဆောင်အကြီးပိုင်းကစပါတယ်အဲ့ကောင်ကဘလို့လုပ်ခဲ့တဲ့ကောင်ဘလို့မှတ်ရမ်းခဲ့တဲ့ကောင်အဲ့ဒီကောင်ကိုစောင့်ပြီးတော့ပြင်းဖို့အတွက်ကျွန်တော်တို့ပြင်ဆင်ထားတာလာနေနဲ့ခြီးပြီးကြားတယ်ပေါ့နော် ဒါပေမဲ့တကယ်တကယ်အဲ့ဖြစ်စဉ်လုံမဲ့ဆိုတဲ့နေကြမှာပဲအဲ့လိုမျိုးဟိုကောင်ကလည်းလာတယ်ဆိုတဲ့အချိန်ကြမှာပဲအဲ့ဆိုင်မှာပဲသူတို့လိုချင်တဲ့ပစ္စည်းကလည်းရတဲ့ပုံစံမျိုးဖြစ်တော့ကြတော့အဲ့လိုဈေးဝယ်နေနေပေါ့နော်ပြည်သူကကာထားတဲ့ပုံစံမျိုးတွေဖြစ်နေတာပြည်သူနဲ့ကွယ်နေတာပေါ့နော်ကွယ်နေတော့မလုံလိုက်ရအောင်တကယ်ကိုဒါ အားရကြကောင်းမဲ့ဒါစစ်စင်ရေးကြီးပေါ့နော်ဒါပေမဲ့လက်လွတ်ခဲ့ရတယ်ဆိုတဲ့ပုံစံမျိုးရေကျွန်တော်အများကြီးပဲသိခဲ့ရပါတော့အဓိကတော့ဒီတပ်ဖွဲ့တွေကအခုဒီဗီဒီယိုတွေကလိုပဲပေါ့နော်ပြည်သူတွေများနေလို့နေုံနေုံဆိုအဓိကသူတို့ပြစ်လိုက်တဲ့ကြီကပြည်သူတရားကိုတွားပြီးတော့ထိခိုက်မှာမျိုးသူတို့မလိုလားဘူးပေါ့နော်အဲဒါကြောင့်မလို့ဒါဒါစောင့်ပြီးတော့အခွင့်အရေးရတဲ့ချိန်ကျမှဒါကင်ခဲ့တာဖြစ်တယ်အဲ့တော့ဘလိုပဲဖြစ်စစ်ကောင်စီဘက်ကကောင်တွေကျွန်တော်ခုနပြောလို့ပေါ့နော်ဘဲသွားသွားကိုဘေးထိနေမှာမင်းအရက်သွားဝယ်လဲဘေးထိမှာအိမ်လာသွားအပေါ်သွားလဲဘေးထိအောင်မှာပဲနောက်ခါကြာရင်အဲ့လိုမျိုးအခုပုံစံစစ်ကောင်စီဘက်ကကောင်တွေက ဝစ်လည်နေတာဟောနော်ပြည်သူကိုနှိမ့်ဆက်ညှဉ်းပန်းခဲ့တဲ့ဟာတွေကဝစ်လည်နေတာအခုကြည့်အရက်တော်ကကောင်းကောင်းမတော့ရဲတဲ့အဆင့်မျိုးဖြစ်နေချီတုံလက်တုံတွေဖြစ်တော့မှာအကောင်နေနောက်ဆိုရင်ထဲထဲကနေအပြင်မထွက်ရဲကိုပေါ့ကိုဖောက်တော့တော့ပေါ့နော်အဲ့လိုပုံစံမျိုးတွေဖြစ်လာလိမ့်မယ်ဆိုတဲ့ဟာကိုလည်းကြိုးပြီးတော့ပြောထားပေါ့နော် နောက်ထပ်သတင်းတစ်ခုကဒါပုံရံမင်းကြီးလီယိုပေါ့နော်ဒါကမ္ဘာဒေတာအသီးသီးကလက်နက်ကင်ပဏိပခါတွေကြောင်းမလို့ဒုက္ခရောက်နေတဲ့သူတွေအတွက်ကျွန်တော်တို့နဲ့အတူဆူတောင်းပေးဖို့ဆိုပြီးတော့သူကတောင်းဆိုခဲ့တာရှိတယ်ကျွန်တော်တို့အထူးသဖြင့်မြန်မာနိုင်ငံကြောင်းစဉ်းစားနေပြီးတော့နိုင်ငံကအတိုင်းဝိုင်းအနေနဲ့မြန်မာလူမျိုးတွေကိုမမေ့ဖို့နဲ့လိုအပ်တဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးရဖို့တိုက်တွန်းပါတယ်ဆိုပြီးတော့ဒါပုံရံမင်းကြီးလီယိုကပြောလိုက်တယ်ပေါ့နော်အဲ့တော့ကျေးဇူးတင်ပါတယ်အဲကျေးဇူးတင်နေဆိုတာကအခုမြန်မာနိုင်ငံကိုမမေ့ဘဲနဲ့ပေါ့နော်အနည်းဆုံးစကားအရာမှာထည့်ပြီးတော့ပြောဆိုထည့်သွင်းပြီးတော့ အခြားနိုင်ငံတွေကစတိုက်တွန်းပေးတဲ့အတွက်လည်းတကယ်ကျေးဇူးတင်ပါတယ်မြန်မာပြည်သူတွေအတွက်ပေါ့နော်ဒါရှိပေးတယ်ဆိုတဲ့အထိပ္ပယ်မျိုးဒါခန်းစားရတယ်ပေါ့နော်အဲပြီးတော့ဒါဖုန်းတော်ကြီးတစ်ပါးဖြစ်တယ်ပေါ့နော်ဒါတကယ်အကြီးဆုံးနဲ့ဒါအလေးထားရဆုံးပြီးရင်ဒါဩဇာရှိဆုံးဖုန်းတော်ကြီးတစ်ပါးရဲ့ပြောဆိုမှုပေါ့နော်တိုက်တွန်းမှုဖြစ်တယ်အဲ့တော့ဒါဩဇာလည်းရှိတဲ့အတွက်ဘာတွေဘလို့ဖြစ်လာမလဲဆိုတဲ့ဟာကလည်းစောင့်ကြည့်ရမှာဖြစ်တယ်လို့ပေါ့နော်ဒါကတိုက်တွန်းခဲ့တာဖြစ်တဲ့အတွက် လုတ်ပေးခြင်းတဲ့နိုင်ငံလုတ်ပေးလုတ်မပေးခြင်းတဲ့နိုင်ငံလည်းလုတ်မပေးဘူးပေါ့နော်ဗဇက်ကနေပဲလုတ်နေမဲ့ဟာတွေလည်းရှိတယ်ပေါ့ဗျာအစိုးရရင်နဲ့စိတ်ပူတယ်ဒါတွေမလုတ်ကြပါနဲ့စစ်ကောင်စီရဲ့လုတ်ရက်တွေကိုရှုံချပါလဲဆိုတဲ့ဟာမျိုးတွေကလည်းရှိကောင်းရှိမှာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကယေရှုနေတယ်ဆိုတာတခြားကြောင့်မဟုတ်ပါဘူးကျွန်တော်ပြည်တွင်းထဲမှာရှိတယ်ကိုယ်နိုင်ငံသားတွေဘလို့ခံစားနေရတယ်လဲဆိုတဲ့ဟာကိုမျက်မြင်မြင်နေရတဲ့ဘုံကြီးတွေရှိတယ်စစ်ကောင်စီရဲ့အောက်ဆွဲတွေပေါ့နော်ဘုံကြီးတွေရှိတယ် ဟိုနိုင်ငံသားတွေအဲ့လောက်ထိခံစားနေရတဲ့ပြည်သူတွေဒီလောက်ထိရဲရဲဆက်ဆက်လောက်ခံနေရပါတယ်ဆိုတာတောင်မှပဲစစ်ကောင်စီရဲ့လိုကြပါတော့။မဲဖုန်ကြီးရတော့စစ်တပ်ထောင်တဲ့ဟာတွေရှိတယ်ပါတော့။စစ်ကောင်စီတောင်မှအဲ့လိုမျိုးဖုန်ကြီးတွေကမြန်မာနိုင်ငံထဲမှာရှိတယ်။တော်လန်ကြီးဘက်ကပါလာပြီးတော့တော်လန်ပြည်သူတွေနဲ့အတူရက်တည်ပြီးတော့အခက်အခဲပေါင်းစုံကြားကနေဒါတော်လန်ကြီးကိုဒီဇိုင်းမမပါဝင်နေတယ်ဒါတန်ဃာတော်တွေလည်းရှိတယ်ပါတော့။ခုနကောင်ကဖုန်ကြီးလိုပဲပြောဒါတောင်မှပဲအရေးချုံထားလို့ဒီလောက်ခေါ်လိုက်တာဒါကံကောင်းတယ်ပါတော့။အဓိကတော့ဗျာဒီမြောက်လိုက်မှာမြေတားတရားမရှိဘူး။ ဒီပုံရမ်းမင်းကြီးရဲ့စကားကိုလည်း view ဆိုင်မှာမဟုတ်ဘူးပေါ့နော်ပြင်အဲ့လိုပဲအခြားတိုင်းတစ်ပါးကဘုန်းတော်ကြီးတစ်ပါးကမြန်မာနိုင်ငံရဲ့အရေးကိစ္စမြန်မာပြည်သူတွေအတွက်ကိုအတူတူရှိပေးတယ်အဲ့မှာကြည့်လိုက်တာပေါ့ကိုတော်တို့ဟာဟုတ်လားပေါ့ကိုတော်တို့ပြင်ဝါသဝတို့ဝီရသူတို့တီရကူတို့ပေါ့နော်ဂူကြီးတို့ပါလို့ဆိုရင်ဒါပြည်သူနဲ့အတူရက်တီတင်းတဲ့လူတွေပြသည်လားဒါဖျားသားတော်တွေဆိုပြီးတော့တို့ကိုတို့ယူဆထားတယ်ဆိုရင်ဒီလိုမျိုးစစ်ကောင်စီရဲ့ရုံမှရိုင်းဆိုင်တဲ့လောက်ရက်တွေကိုလိုက်ပြီးတော့အကောင့်ထဲပို့ပေးမှာမဟုတ်ဘူး စစ်ကောင်စီမှမင်းအွန်လိုင်းအလိုကြပါတော့မင်းအွန်လိုင်းကိုဖားရတဲ့စကားမျိုးတွေပြောပြနေမှာမဟုတ်ဘူးတော်တော်ကိုယွန်ကြာကောင်းတယ်ပေါ့နော်အခုကျတော့မဲပြည်သူစစ်တွေတော့သူကဖွဲ့ပေးလိုက်တဲ့ချိုးဘုံကြီးတွေပေါ့နော်အဲ့လိုမျိုးနဲ့နိုင်ငံကပြည်သူတွေကိုပို့ပြီးတော့ဒုက္ခရောက်အောင်ပို့ပြီးတော့နှိမ့်ဆက်တက်ဖြတ်ဖို့အတွက်ဝိုင်းပြီးကူညီပေးနေကြတယ် ဒီစစ်ကောင်စီအလို့ကြဖုန်ကြီးတွေကလည်းမာပြည်ထဲမှာရှိတယ်ဗျအဲတော့ကျတော့ရှားနိုင်ငံကဖုန်ကြီးကတော့မာပြည်သူတွေနဲ့အတူရှိပြီးတော့ပြည်တွင်းထဲမှာရှိနေတဲ့ဒါချို့တော့ဗောနော်ဒါစစ်လော်ဘီဖုန်ကြီးတွေကကျတော့တော်တော်လေးရုံမှရိုင်းစဲတဲ့လုပ်ရက်တွေကိုလုပ်နေတာကမြင်ရတွေ့ရတာယွန်စရာကောင်းတယ်ဗောနော်အဲ့တော့ဒီတိုက်တွန်းမှုတွေအတွက်တော့ဒါဘုန်းတော်ကြီးကိုဒါကျေးဇူးတင်ရမယ်အခုလိုမျိုးမြန်မာပြည်သူတွေကိုမမေ့ဘဲနဲ့ပေါ့နော်အတူရှိပြည့်အတွက်လည်းကျေးဇူးတင်ရမယ်ဒီရက်ပိုင်းထဲမှာဒါနောက်နိုင်ငံငါအဖွဲ့တွေကောဒါကုလကောပေါ့နော်ပြီးရင်အာဆီယံကော ဒါတွေကမိမရဲ့အရေးကိုပို့ပို့ပြီးတော့စိတ်ဝင်စားလာတာတွေတွေ့ရတယ်။အချို့ကောင်းဆောင်ကြီးတွေကဒါကျွန်တော်တို့လူထုကောင်းဆောင်နေနဲ့အတူတူရက်တည်တာတွေအတိမတ်ပြူတာတွေလည်းမြင်ရတွေ့ရတယ်။အဲကျွန်တော်နိုင်ငံရဲ့ကောင်းဆောင်အစ်စ်မန်ကဘယ်သူတွေဖြစ်တယ်ဆိုတဲ့အကြောင်းကိုအစားထုတ်ဖော်တာတွေရှိလာတဲ့အတွက်ပေါ့နော်။ဒါကတော့ဝန်သားစရာအင်အားတရဖြစ်စေလိမ့်မယ်ပေါ့နော်။ဒါပေမဲ့လည်းတကယ်ဒါဟိုနလိုလက်တွေ့ကြတဲ့အကူအညီတွေကလည်းတကယ်ကိုလိုအပ်ပါတယ်။အဲ့ဒီအကူအညီတွေကကြားနိုင်ဖို့အတွက်ကလည်း ဘယ်သူကမှအကူနေလို့တော့လည်းမရပါဘူးကျွန်တော်ထိုင်ဆောင်နေလို့မရဘူးဗျာဟိုကကုညီနိုးဒီကကုညီနိုးပုံစံမျိုးတွေနဲ့ကျွန်တော်ထိုင်ဆောင်နေလို့မရဘူးလက်တလောချင်းနေထိကိုပဲဒါအချမ်းတိုင်းတစ်ပါးကနေပြီးတော့ကုညီတယ်ဆိုတဲ့ဟာကတိတိပပမရှိသေးပါဘူးဗောနော်အဓိကတော့ကျွန်တော်ကဒေါ်လာရေးတက်ဖွဲ့ရင်းနဲ့ဒေါ်လာပြည်သူတွေရဲ့ခွန်အားနဲ့ပဲဒီနေ့ဒီချိန်ထိကိုဒါရှေ့ဆက်နေကြတာဖြစ်တယ်ဒီခီးကိုဖောက်လာကြတာဖြစ်တယ်ဗောနော်အဲ့တော့အာတက်ဆရာလည်းအာတက်ဆရာတစ်ပိုင်းဗောနော်ဝမ်သာဆရာသတင်းစကားတွေအတွက်လည်းဂုံယူမိတာတစ်ပိုင်းဗောနော်ဒါပေမဲ့ကိုလို့ရမဲ့လှုပ်တွေအဲရင်လိုပဲဒါဒေါ်လာရေးတက်ဖွဲ့တွေကိုထောက်ပံ့ပေးတာတွေကူညီပေးတာတွေ ရှေ့ဆက်ပြီးတော့ကိုလုံနိုင်တဲ့အလုပ်တွေမှာပိုင်ဝင်ပေးကြဖို့ကလည်းရည်ကြည်ပါတယ်ဗောနော်ဒါကပို့ပြီးတော့ရေးပါတာဖြစ်တယ်နောက်တစ်ခုကဒါတရင်းလိုက်တိုင်းဗောနော် KNU တက်မှာ၄အဲခင်းတရင်းလိုက်တိုင်းနေမှာဗောနော်အဲ့ဘက်ကရှစ်မျက်နှာတွေကနေပြီးတော့ဒါအလင်းဝင်လာတဲ့စစ်ကောင်စီဥယျ52%ရှိတယ်ဗောနော်ဒါတနေ့အတွင်းမှာ52%ရှိခဲ့တယ်အဲ့ထဲက6ဦးကထိုင်းဘက်ကိုကူးပါတယ်အဲထိုင်းဘက်ကကူးပါဒါမျိုးဒီစက်ကောင်စီကကောင်နေတိဖို့အတွက်ပြောပြပါဘောနော်ဒါဒီဘက်ကိုအလင်းဝင်လာတယ်ရောက်လာပြီဆိုတဲ့ချိန်ကျရင်ဘယ်လိုမျိုး ရက်တီလို့ရတယ်လဲဘလို့မျိုးခံစား권ရှိတယ်လဲဘလို့မျိုးလွတ်လပ်မှုရတယ်လဲဆိုတဲ့ဟာကိုသိစေချင်လို့ပြောပြတာပေါ့နော်အဲ့တော့အဲ့ဒီ52ယောက်ထဲက6ယောက်ဆိုရင်ထိုင်းဘက်ကကူးပါတယ်ပေါ့သူကူးပါတယ်ဆိုတာတခြားအကြောင်းမဟုတ်သူတို့လောက်ကန်ခွင့်လန်းအတွက်ပေါ့နော်ရှင်သန်ရက်ဒီရေးအတွက်ဆက်ပြီးတော့သွားကြမယ်ဆိုတဲ့ပုံစံမျိုးနဲ့ထွက်သွားကြဖြစ်တဲ့အဲ့လိုလူတွေကြတော့လေသူတို့အချိန်တိုင်းတာတစ်ခုထိစောင့်ကြည့်ပြီးတဲ့အချိန်ကျမှလွတ်ပေးတာပုံစံမျိုးသိရတယ်ပေါ့နော်အဲ့တော့32မှာ6ဦးကျန်အဲ့36ဦးထဲမှာတာဝန်ပြန်ထမ်းဆောင်နေတာတွေရှိတယ်ဆိုပြီးတော့လည်းသိရတယ်ပေါ့နော် ဒါပေမဲ့အဲ့ဒီလိုမျိုးသူတို့ပြောတဲ့အတိုင်းတော့ဗောနော်ချက်ချင်းလက်ငင်းကြီးတော့တာဝန်ထမ်းဆောင်ခိုင်းဖို့အဲဒါမသိဘူးဆိုတဲ့အတိုင်းပဲဒါစောင့်ကြည့်တာမျိုးလေးတော့ရှိတယ်ဗောနော်ချက်ချင်းကြီးတော့တာဝန်ထမ်းဆောင်ခွင့်ရမှာမဟုတ်ဘူးဒါပေမဲ့ဟုတ်တယ်တေချာပေါက်ရလိမ့်မယ်သူတို့တွေကောင်းမွန်စွာနေထိုင်တယ်စိတ်ရင်းစိတ်တက်မှန်ကန်တယ်တကယ်ကိုပြောင်းလဲလာပါတယ်ဆိုတဲ့ချိန်ကြရင်တော့ဟုတ်တယ်တက်မှ6ထဲမှာလို့ဗောနော်အောင်စရာကဝင်လာတဲ့သူတွေကအောင်စရာကိုပြန်ပြီးတော့တိုက်ကြတဲ့ပုံစံမျိုးတွေကတော့တေချာပေါက်ဖြစ်လာလိမ့်မယ်အဲ့အခွင့်အရေးတွေရလာလိမ့်မယ်ဘာလို့လဲဆိုတော့တချို့ကအရန်စိတ်နာလာတာဗျ ရမ်းဆိုင်တာဆိုစစ်ကောင်စီကသူတို့ကိုဟိုအတွင်းထဲကိုအတင်းကျပ်ဆွဲခေါ်တယ်ပြီးရင်နှိပ်စက်တယ်ပြီးရင်ရိုက်နှက်တယ်ပြီးတော့ရှေ့ဆုံးကနေအသေးခံပြီးတိုက်ခိုင်းတယ်အဲ့ဒါတွေကိုအရန်စိတ်နာခဲ့တာခွဲခြားဆက်ဆက်မှုတွေအများကြီးကြုံခဲ့ရတော့ပြန်ပြီးတော့ချမယ်ဆိုတဲ့စိတ်တွေကတော့ပါလာကြတယ်ပေါ့နော်ဒါပေမဲ့အဲ့စိတ်တွေကတကယ်ခိုင်မာရဲ့လားတကယ်ကောဆုံးဖြတ်ထားရဲ့လားအဲ့ပြီးရင်သူတို့အဲ့လိုလုံနိုင်ဖို့အတွက်တတ်နိုင်ပါမလားဆိုတဲ့ဟာတွေကလည်းစောင့်ကြည့်နေရသေးတာဖြစ်တယ် ပြီးတော့တကယ်ကိုသူတို့ပြောင်းလဲတာလားဆိုတဲ့ဟာမျိုးကြီးလည်းရှိအောင်မယ်ပေါ့နော်ဆိုတော့ကပါစာရေးကြည့်ပြမဟုတ်ဘူးတန်သေးစစ်သားရေးလည်းပေါအောင်ပါအဲ့ထဲကမှပြောင်းလဲလာတဲ့သူတွေကိုချိန်တိုင်းတာတစ်ခုထိစောင့်ကြည့်ပြီးပါမယ်ဒီလိုတာဝန်တွေပေးလိုက်မယ်လို့ယူဆတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးပြန်တိုက်ချင်တာတွေရှိသလိုတဲ့တချို့ကကြတော့လေဒီတပ်ဖွဲ့တွေရဲ့ဒါစိုက်ပျိုးရေးတွေမွေးမြူရေးကိစ္စမျိုးတွေမှာဝင်ပြီးတော့ကူပေးနေရရှိအဲ့ဒါတော့ရှိတယ်ဗျအဲ့ဒါဟုတ်တယ်ကျွန်တော်တို့လည်းတွေးခဲ့တာပေါ့နော်အဲသူတို့စပြီးတော့ဝင်လာတဲ့အချိန်တုန်းကလည်းကျွန်တော်တို့တွေးခဲ့တယ်သွားပြီးတော့လည်းမေးမြန်းခဲ့ဘူးတာရှိတယ် ် MP နောက်တစ်ခေါက်သွားတဲ့အချိန်မှာဆိုရင်သူကပြောင်းလဲနေပြီအမဲတာတာတန်းတန်းနဲ့သူကကားမောင်းနဲ့ကောင်မောင်းတပ်ဖွဲ့တွေအတွက်ပေါ့ဗျာတပ်ဖွဲ့တွေအတွက်အဲဒါအလုံးနဲ့ပတ်သက်တဲ့ဟာပေါ့နော်စောက်လုံးကြီးနဲ့ပတ်သက်တဲ့ဟာတွေပဲဖြစ်ဘာပဲဖြစ်ဖြစ်အဲအဲ့လိုမျိုးပုံစံမျိုးတွေမှာသူတို့ဝင်ရောက်ပြီးကူညီပေးနေတဲ့ဖွဲ့တွေရှိတယ်ဗျာအဲအစပိုင်းတွေ့တဲ့အချိန်တော့ဟုတ်တယ်ညွန်းညွန်းငင်ငင်နဲ့သူတို့လည်းကြောက်လန့်ကြရှိနေကြလိမ့်မယ်ပေါ့နော်ဒါပေမဲ့နောက်ပိုင်းသူတို့တွေလိမ်မာတယ်တကယ်ကိုစကားလည်းနားထောင်တယ်စိတ်သက်တွေကလည်းတကယ်ခံယူချက်ကောင်းတယ်ဆိုတဲ့အခါကျတော့ခုနကလိုပြန်ပြီးတော့အသုံးပြုရရှိတယ် တော့ပြောကြသူတို့လည်းဝမ်းသာတယ်ပေါ့နော်လိုပဲဖြစ်ဖြစ်ဒီတက်ဖွဲ့တွေကိုသူတို့ပြန်ပြီးတော့ခြေဆုဆက်တဲ့ပုံစံမျိုးဖြစ်တဲ့အတွက်သူတို့ကလည်းဂျင်းနေကြအမေတို့ပြန်တွေ့ကြပြုံးရွှင်လို့ပြအမေအော်ဟေးကျွန်တော်ဘယ်တော့ကလေးပါလေးညာလေးနှုတ်ဆက်ကြပေါ့နော်ဒါလည်းကောင်းတယ်ပေါ့နော်အဲ့တော့စစ်ကောင်စီစစ်သားအနေနဲ့ပေါ့နော်အဲ့လိုမျိုးအမြင်မှန်ရပြီးတော့ဒါလက်နက်ချအညံ့ခံတယ်ပေါ့နော်အလံပြူထောင်းတယ်ဆိုတဲ့ခါကျရင်ဒါတစ်ချိန်ချိန်မှာဒါမိသားစုနဲ့လည်းပြန်ပြီးတော့တွေ့ဆုံခွင့်ရှိမယ်ဒါကတကယ်ပါဟိုကိုကျင်းစာတဲ့စိတ်နဲ့ပြောပြတာပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့ပြန်ခံကြခြင်းနဲ့ဆိုရင်တော့လေ မတက်နိုင်ဘူးပေါ့နော်ခုနလုံးမှောက်ရလေးတွေအသက်ပြောင်းနေတဲ့အဖြစ်ပြင်ဘာမှပူမရှိဘူးပေါ့နော်အဲ့တော့ဒါအချိန်မီလက်နှချပါပေါ့နော်အလံဗျူကြီးကြီးထောင်ပါအလင်းဝင်ပါမယ်ဆိုပြီးတော့ပါဇက်ကနေអော်ပါပေါ့နော်အဲ့တော့အဲ့ဘက်တင်းတင်းနိုင်ဘက်ချမ်းမှာအချိန်တွေကိုကြည့်မယ်ဆိုရင်လေဒီအားရစရာကောင်းတယ်ပေါ့နော်အဲကန်ယိုဒန်တိုင်းစစ်ဌာနချုပ်တိုင်းမှုပေါ့နော်ဒီတိုင်းမှုဆိုရင်ကယုန်ရန်တိုင်းစစ်ဌာနချုပ်ရှိတဲ့ဘိတ်ပေါ့နော်ဘိတ်နဲ့အလှမ်းမွေးပေမဲ့ဒီတင်းနှာကြီးမှာရွေးကောက်ပွဲပထမပိုင်းမလုပ်နိုင်ဘူးပေါ့နော် KNL နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကဒါစီးရေးလှုပ်ရှားမှုတွေအရှိန်မြင့်နေတာတွေရှိတယ် တရင်ကောင်းနေလဲတောက်လျှောက်ကြားနေရတာတွေရှိတယ်ပြီးရင်အိုက်ဘက်ကစစ်ကောင်စီရဲ့စစ်တိုင်းမှုဆိုရင်အိုက်ဘက်ချမ်းကိုမသွားရဲတာဒါ၃နှစ်ကျော်သွားပြီပေါ့နော်ပုံမှန်ဆိုရင်ဒီကောင်တွေကအဲ့လိုမျိုးအရန်သွားပြချင်တာအခုလိုမျိုးကာလဆိုရင်သူတို့ကပို့ပြီးတော့သွားပြချင်သေးတယ်ဘာလို့လဲဆိုတော့အဲအောက်မှာရှိတဲ့အဖွဲ့တွေကစိတ်သက်တွေကြာစင်းနေတယ်စိတ်သက်တွေပြက်စီးနေတယ်အဲ့လိုဟာမျိုးတွေကိုသူတို့ကခေါင်းဆောင်တယောက်အနေနဲ့လာပြီးတော့နှစ်သိမ့်နဲ့အားပေးတယ်ပေါ့နော်ပြီးတော့တွေ့လာငါတို့ဒီဘက်မှာအချင်းချင်းကောင်းတယ်ငါတို့မှဒီလိုလာရဲတယ်ဆိုတဲ့ပုံစံမျိုးသူကလည်း guide ဖမ်းခြင်းနဲ့ ပြီးရင်တော်လိုင်းတပ်ဖွဲ့တွေဘက်ကိုပေါ့နော်သူတို့စီးလုံးနေတဲ့ပုံစံမျိုးတွေပြကျင်တယ်။ပြီးတော့ကြဒီရွေးကောက်ပွဲအောင်မြင်ဖို့အတွက်ကိုဒီကာလမှာသူတို့တွေကအစကူပြီးတော့မဲဆွဲပေးတာတွေစီယုံပေးတာတွေတက်တီကိုစီယုံရတာတွေသူတို့ကလုံးအောင်ပါ။ဒါပေမဲ့အဲ့လိုမျိုးပုံစံမျိုးမသွားရမလာရဲ့အတွက်ဒါ၃နှစ်ကျော်သွားပြီမသွားနိုင်ဘူးပေါ့နော်မရောက်ဘူးပေါ့နော်။အဲ့တော့ စစ်ကောင်စီအနေနဲ့ကဒီတိုင်းမှုဆိုတဲ့ကောင်တွေတောင်မှပဲချီတုံချတုံနဲ့နေရာပေါင်းစုံကိုမတော်ရတဲ့အနေအထားတွေဖြစ်နေတဲ့ဆိုတဲ့အကြောင်းကိုလည်းဒီညနေပြောချင်ပါတယ်။အဲ့တော့တက်ဖွဲ့ရင်လည်းကျွန်တော် interview တွေလုပ်ဖြစ်တဲ့အခါမျိုးကြီးကြရင်ချိုးကြော်လည်းပြောကြတယ်ပေါ့နော်။ဒါစီရင်နဲ့ပတ်သက်တဲ့ဟာတွေဘာဖြစ်တယ်ညာဖြစ်ပြောကြရရှိ။ဒါလည်းစေစနာနဲ့ပြောတာဖြစ်တဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒါပေမဲ့ကျွန်တော်တက်ဖွဲ့တွေကလည်းဒီလိုဟာမျိုးကိုပေါ့နော်ဟိုလုံးဝလက်လွတ်စပယ်ကြီးဘယ်တော့မှပြောဆိုတာမရှိပါဘူးပေါ့နော်။တချို့ကြတော့တွေးပြီးပုံပြီးလို့သာ ဒီဆိုရင်စိတ်မျိုးတွေနဲ့လာပြီးတော့ပြောတာမျိုးတွေဖြစ်ကောင်းဖြစ်ပါလိမ့်မယ်ပေါ့နော်။ဒါပြီးသွားတဲ့တိုက်ပွဲကြီးအကြောင်းပြောပြတာ ਈ ပါပြီးရင်ဒီ viewer နဲ့ပတ်သက်လို့တက်ဖွဲ့တွေကဘယ်တော့မှတသက်မှတ်တဲ့အတုံးပြူမှာမဟုတ်ဘူးဆိုတဲ့အကြောင်းလည်းဒါအတိပေးချင်ပါတယ်။စစ်ကောင်စီဘက်ကကောင်းနေနေနဲ့လည်းဒါကိုလိုက်ပြီးကြည်နေပေမဲ့လည်းသူတို့လည်းဒီလိုမျိုးပုံစံမျိုးနဲ့တသက်မှတ်တဲ့မမှတ်ယူရဲဘူးဆိုတဲ့ဟာကိုလည်းကျွန်တော်တို့လက်သိတယ်ပေါ့နော်တပ်ဖွဲ့ကြီးလည်းသိတယ်အဲကြတော့ဒီအတွက်ကိုလည်းစိတ်မပူစေချင်ဘူးအဲနောက်တစ်ခုကအဲနောက်တစ်ခုကဒါကျွန်တော်တပ်ဖွဲ့တွေပေါ့နော်လိုအပ်လို့ဒီလိုမျိုးဟာတွေလုပ်နေရတယ်ဆိုတဲ့ဟာကိုလည်းနားလည်ပေးစေချင်တယ်ပေါ့နော် တခါတလေကြရင်ကျွန်တော်ဘက်ကသွားပြီးတော့ခွင့်တောင်းတာတွေရှိသလိုအဆင်ပြေလုပ်ကြတယ်။တခါလေကြရင်လည်းတပ်ဖွဲ့တွေဘက်ကခွင့်တောင်းတာတွေရှိဘာလို့လဲဆိုတော့လူတို့ရဲ့အတိမတ်ပြုမှုပြင်လူတို့ရဲ့အကူအညီပေးမှုထောက်ပံ့မှုကိုလိုအပ်နေတဲ့ကာလမို့လို့လိုအပ်နေတဲ့အချိန်မို့လို့ဒီလောက်ဆိုရင်တော့ကျွန်တော်ဒီလောက်ပြောပြရင်တော့ဒါပြည်သူတွေလည်းသဘောပေါက်လိမ့်မယ်ထင်ပါတယ်။အဲ့တော့ကျွန်တော် link လေးတွေချက်ချပေးတယ်ပေါ့နော်။အဲ့ဒီ link လေးတွေကနေပြီးတော့လည်းဆက်သွယ်ပြီးတော့တပ်ဖွဲ့တွေကိုတတ်နိုင်တဲ့လောက်ဝိုင်းပြီးတော့ကူပေးကြဖို့လည်းမျှော်လင့်ပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်ဗျ။